တက်ဘလက်ဝယ်ဝရှိတဲ့တွေအတွက် Samsung ကနေအသိပိတ်ဆက်ထားတဲ့ Galaxy Tab S10 FE အကြောင်းပြပြပေးမယ်ဒီ series မှာဘာ channel မျိုးရှိတယ် Galaxy Tab S10 FE နဲ့ FE Plus ဆိုပြီးတော့ပါဒီ series ဒီ series လို့ဆိုလို့ရှိရင်ဝိုင်းနဲ့ battery capacity လေးကွာတာလွဲပြီးကျွန်တော်အကုန်လုံးတူတူပဲ fan edition တွေက flash level experience ရအောင်ထုတ်ထားတဲ့ series ပေါ့နော်ဒါပေမဲ့ဈေးကြတော့ flash series တွေကိုတတ်တာတယ်အခုဒီ tablet မှာဆိုရင်ပင်ချပုစာတွေကိုဖြည့်ရှင်းပေးနိုင်တဲ့ software ဆိုတာပါတယ်။သူက Samsung လိုတွေမှာတုံးရတာ။ဒီမှာထမ်းအောင် mac server ကိုဖွင့်ပေးထားလို့လုပ်တယ်။အဲဒါဆိုကြက်ကူလေးကြတော့မြေးသုံးရအောင်လို့ ပြောဒီကောင်မပါတဲ့ဟန်ရိုက်တင်ဟဲ့ရလဲအစပန်နဲ့နှုတ်မှတ်တဲ့သူတွေအတွက်တော့အဆင်ပြေတယ်။သစာကြောင်းတွေစောင်းနေတဲ့ပေးနိုင်လို့ရောနော်စလုံးတွေကိုလည်းညှိပေးနိုင်တယ်။ဟုတ်တယ်။ Photo Editing AI feature အနေနဲ့ဆိုရင် motion mode ကိုဖွင့်ပြီးကြိုက်ထားတဲ့ပုံတွေကနေကိုကြိုက်တဲ့မျက်နှာမူရာပုံတော့ပြန်ရွေးနိုင်တယ်။ Vast Face ဆိုတာပါဝင်ပြီးတော့ပုံတွေရောမလိုချင်တာတွေကို AI နဲ့အလွယ်ဖြတ်နိုင်ဖို့အတွက်ပေါ့နော် Object Eraser ကို upgrade လုပ်ထားပြီးတယ် ကနော်လည်းပါဆိုရင်ကိုကြိုက်တဲ့ color tone တွေကိုတခြားတပ်ပုံတွေကနေ reference ယူပြီးရိုက်လို့ရတယ်။ custom filter ဆိုတဲ့ feature လည်းပါသေးတယ်။ edit feature လေးကိုတော့ကျော်လည်းတော်တော်သဘောကျတယ်။တခြားအရာ feature ဆိုရင်သိချင်တာတွေကိုအလွယ်ရှာဖို့ပဲဖြစ်ဖြစ်တချင်းရှာဖို့ပဲဖြစ်ဖြစ်ဘာသာပြန်ဖို့ပဲဖြစ်ဖြစ်အသုံးချလို့ရတယ်။ Google ရဲ့ circuit to search ပါမယ်။ဒီ classy SDFC နဲ့ပတ်သက်ပြီးတော့ပေါ့နော်။တခြားသိချင်တာတွေရှိသေးရဆိုရင်ကိုမအောင်လိုက်ပါ။ကျော်ပြပြပြပါမယ်။ဟုတ်ကဲ့။ဒီလောက်ပါပဲ။